နဲ့တကူကအသွင်ခွဲတယ်ဒါပေမဲ့ခွဲမရအောင်ဆွဲတော်လို့ပဲဆိုပြီးတော့အဲ့မှာလည်းအသွင်ခွဲဆွဲတော်ဝတ္ထုတူများလားဆိုပြီးတော့ကျွန်တော်ကအဲပထမဆုံးနာမည်ပေးလိုက်တယ်နံပါတ်1စောတော့ဖြစ်ဖို့အမတန်ခက်ပါတယ်အဲ့လိုပဲဘဝတစ်ခုထူထောင်ဖို့ဆိုရလဲအမတန်ခက်ပါတယ်ခြေကံကြကြရုံးကံနေရလေလူတွေရဲ့ဘဝ ဟိုပို့ပြီးတော့ကိုချင်းစားတဲ့စိတ်နဲ့ပဲဒီဝတ္ထုတွေကဖြစ်လာတယ်လို့လည်းပြောလို့ရပါတယ်နိုင်စွမ်းပါခင်ဗျကျွန်တော်ကမြန်မာအင်္ဂလိပ်အင်္ဂလိပ်မြန်မာဘာသာပြန်လေးရေးပါတယ်ခင်ဗျသူပြင်ရတစာပေဖြစ်တဲ့ကဗျာအပါဝဲဝတ္ထုတူဝတ္ထုရှိတွေအဲအများဆုံးဘာသာပြန်လေးရေးဖြစ်ပါတယ်ခင်ဗျ အော်ကျမကတော့သွေးစခိုင်းမှာအဓိကကတော့ကြပြဝိထုပေါ့နော်အပါဝင်နောက်ပြီးကျတော့အဓိကဘာသာပြန်နေပေါ့ဘာသာပြန်ဆိုရမှာအင်္ဂလိပ်ကနေမြန်မာပြန်လာနေရပြင်သစ်ကနေမြန်မာပြန်လာတွေကိုအဓိကထားပြီးတော့ရေးပါတယ်ဟုတ်ကဲ့အဲ့တော့ပထမဆုံးပြောရမယ်လို့ဆိုရင်တော့ဒီဟာကျွန်တော်တို့အိမ်အောင်ချပြီးတော့နောက်9နှစ်နေတော့9နှစ်ပြည့်လေးလုပ်မယ်နောက်မလုပ်ပြည့်လိုက်ဘူး10နှစ်ကျတော့လည်းမလုပ်ပြည့်ဘူးအကြောင်းမျိုးမျိုးပေါ့အဲ့ဒါလည်းအခု15နှစ်ကျမှလည်းအကြောင်းမျိုးမျိုးဂျားတွေရနေပြီးတော့ အားလုံးသိရမယ်နဲ့ကျွန်တော်ကိုဖေကောလက်ရှိအခြေအနေကြားထဲမှာကျွန်တော်တော်တော်ကြီးကိုစူးစမ်းယူပဲဒါမဖြစ်ဖြစ်အောင်စူးစမ်းရတဲ့သဘောပါခင်ဗျာအဲ့တော့ခုလိုမျိုးဖြစ်တာကလည်းပထမဆုံးကျေးဇူးတင်တာတော့ကျွန်တော်မိတ်ဆွေတွေပါပဲတကယ်ကိုကျွန်တော်တို့ဘက်မှာချစ်ချင်းမြတ်တာအပြင်ကိုငွေကြေးပါအားစားရဖို့ကူညီပေးတဲ့မိတ်ဆွေတွေပါအဲ့တို့ကျေးဇူးအများကြီးတင်ရပါတယ်ဗျာအများကြီးလည်းရှိပါတယ်အဲ့ကောမီတခုကပြောချင်တာကအသွင်ကွဲဆွဲတော်လို့ဆိုတော့ဆွဲတော်သည်နံပါတ်1ခွဲလို့မြပါဘူးနှစ်ရွက်နှစ်လွာပေါင်းမှတစ်ရွက်ဆိုလို့ ွဲမရအောင်အဲ့ဒီမှာသူကျွန်တော်နှစ်ယောက်ကကဲမေးစောက်ဟောဘဝတ္ထုတွေလေးတွေစုပါငါလည်းဝတ္ထုတွေလေးတွေစုမယ်တို့နှစ်ယောက်စောက်လေးလုပ်မယ်ဆိုတော့လုပ်တယ်လုပ်တဲ့အခါကျတော့သူယူဝေးရွေးချယ်ထားတဲ့ဝတ္ထုတွေကလည်းတစ်ခုနဲ့တစ်ခုမတူဘူးပြအကြောင်းအရာမတူအကြောင်းအရာလည်းမတူပြီးတော့ presentation တင်ပြပုံလည်းမတူအဲ့လိုပဲကျွန်တော်မှလည်းကျွန်တော်ရွေးလိုက်တဲ့ဥစ္စာလည်းတစ်ခုနဲ့တစ်ခုမတူဘူးပြ တချို့ကကျွန်တော် modern ဘက်ကိုသွားသလိုလိုတချို့ကျတော့ dialectic ဆန်နေတချို့ကျတော့ realism ဆိုရင်မဲ့တာမန်အဲ real တိုင်းထားတာမျိုးပဲね concept based realism ဟောတော့ဒီလိုမျိုးကြီးကိစ္စရဲ့ဒီကျွန်တော်ကရေးသူကလည်းအဲ့လိုပဲသူဖြတ်တန်းမှုအများပြင်းတော့ဒီသွေးရဲ့ဖြတ်တန်းမှုကသွေးရွေးချယ်ထားတဲ့ဥစ္စာရဲ့သူ့ဘဝဖြတ်တန်းမှုတွေရဲ့အစိတ်ပိုင်းတွေဆိုတော့တွေ့ရအဲ့ဒါကဒါသွေးရဲ့စာမှုတွေနဲ့ပတ်သက် ကျွန်တော်ရဲ့စာမူတွေကြက်တဲ့အခါကျတော့ကျွန်တော်ရဲ့ဖြတ်သန်းမှုတွေမကောင်းကျွန်တော်ရဲ့ ideology ပဲအဓိကပြန်ပြီးတော့ဒီထင်ဟန်တယ်လို့ပြောနိုင်ပါလိမ့်ခင်ဗျာအဲ့တော့ပြောချင်တာကတော့ဝတ္ထုတူလေးတွေစုတည်လိုက်တဲ့အခါကျတော့တစ်ခုနဲ့တစ်ခုကအသွင်ခွဲတယ်ဒါပေမဲ့ခွဲမရဘူးဆွဲတော်လို့ပဲဆိုပြီးတော့အဲ့မှာလည်းအသွင်ခွဲဆွဲတော်ဝတ္ထုတူများဆိုပြီးတော့ကျွန်တော်ကအဲပထမဆုံးနာမည်ပေးလိုက်တယ်အမှန်တော့အမှန်တမ်းပြောရဆိုသူကတအားထုတ်ချင်တာ ကိုကတော့အဲ့လောက်ကြီးမဟုတ်ဘူးဒါပေမဲ့ဩဘယ်လိုပဲဖြစ်ပြန်စဉ်းစားလိုက်တော့ဒါအမှတ်တရလေးတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဘယ်လောက်ပဲ digital တွေပဲပြောင်းပြောင်းပေါ့ဒီ print ကိုဖတ်တဲ့လူကတသက်ရှိရပြီးတော့အခုလိုမဂ္ဂဇင်းတွေ channel တွေပေါ့မရှိသလောက်နှဲသွားတဲ့အချိန်မှာဒါလေးကကိုယ့်ရဲ့ record လေးတစ်ခုလည်းဖြစ်တယ်ပေါ့ဥမာအရင်တုန်းကဆိုအာကောင်တဲ့ရုပ်ရှင်အမေရိကန်မဂ္ဂဇင်းတို့အဲ့လိုမျိုးပေါ့နော်ဟို faces magazine တို့အဲ့လိုမှာပါခဲ့တာတွေကိုလည်းပြန်ထည့်ထားတဲ့အခါကျတော့အော်အဲ့ဒီ magazine ကာလာလေးတွေဆိုရင်လည်းတတိယတရားလည်းကောင်းတယ်အဲ့တော့ငါဆိုရင်ဟိုပါလဲ အရန်ပြောတရားကောင်းတာကိုယ့်ရဲ့စာမူလေးပေါ့မဂဇင်းမှာပါလာတယ်ဆိုရင်ကိုဟိုပေါ့ဘယ်လိုပြောမလဲကိုကသွားပြီးတော့စာမူကထုတ်တယ်အဲ့ဒီရတဲ့စာမူကနည်းသည့်ဖြစ်စေများသည့်ဖြစ်စေပြီးရင်အပေါင်းအသင်းနေနဲ့တစ်ဖက်တောင်းရတယ်ဆိုအဲ့ဒီအရသာလေဘာနဲ့မှမတူဘူးအဲ့တော့ဓာလေးတွေကိုလည်းအမှတ်ရကြဖြစ်တယ်။ဘာပဲပြောပြောပေါ့ဒီ15နှစ်ပြည့်အမှတ်တရဆိုတော့တယောက်နဲ့တယောက်ရဲ့စာမူလေးတွေကလည်း collected ပေါ့နော်။စူးစီးပြီးသားလည်းဖြစ်သွားတယ်။ပြီးတဲ့အခါကျတော့ဒီဂျာတာစာပေကိုဖတ်တဲ့ လူရန်းသားဟာတတ်တတ်တရက်ကိုရှိတဲ့အတွက်သူတို့အတွက်လည်းအဆင်ပြေတဲ့နောက်ရောင်းစည်းကိုလည်းပေါ့နော်အခုလိုစက်ကူစည်းတွေအရန်တက်ပုံနှိပ်ခါတွေတက်နေတဲ့ချိန်မှာတပေါင်းကျော်လောက်ရောင်းမှသာအဆင်ပြေနိုင်ပေမဲ့စာဖက်ပရိသတ်ဘက်ကိုပြန်ပြီးတော့စဉ်းစားပေးပြီးတော့ပေါ့နော်လူရန်းဝယ်ယူနိုင်တဲ့ဈေးပေါ့၈ထောင်နဲ့လည်းဒါပြန်ရောင်းပေးထားပါတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒီအတွက်အမှတ်တရတစ်ခုအနေနဲ့ပဲလောက်တာပါအချိုးအမျက်ကိုတော့ဒါမျှော်လင့်တာမဟုတ်ပါဘူး ဟိုအိမ်ကားဘဝမှာအဆောင်သူဘဝမှာလည်းအကြိုင်နေခဲ့ရတယ်ကိုယ့်ရဲ့ဒီဇာတိစခန်းရနေပြီးတော့ရန်ကုန်ကိုလာပြီးတော့နေတဲ့အချိန်မှာအဆောင်တွေကိုလည်းမကြာခဏပြောင်းခဲ့ရတယ်အိမ်တွေလည်းမကြာခဏပြောင်းခဲ့ရတယ်ဆိုတော့အဲ့လိုမျိုးအချိန်မှာသူများတွေလည်းပို့ပြီးတော့ဒီဘဝကိုတကယ်ပေါ့ခြေကန်ကြကြရုံးကန်နေရလေလူတွေရဲ့ဘဝကိုပို့ပြီးတော့ကိုချင်းစားတဲ့စိတ်နဲ့ပဲဒီဝိထုတွေကဖြစ်လာတယ်လို့လည်းပြောလို့ရပါတယ်အကုန်လုံး24ဆိုပေမဲ့ဟောပေါ့ တယောက်၉ဘုတ်ဖြစ်မယ်ထင်တယ်၁၈ဘုတ်ကျန်တဲ့ဥစ္စာကအမာစာတွေနဲ့ဆိုတော့၉ဘုတ်၁၀ဘုတ်လောက်ဖြစ်မယ်ထင်တယ်ကြာကိုရေးချင်တဲ့အချိန်မှာတည်တည်ချာလေးမရေးနိုင်သေးဘူးဆိုရင်လည်းရင်းပြအကြောင်းအရာတွေဖတ်ဆိုပြီးတော့ဒီကနေ့ကျွန်တော်ဟို notes book လေးတွေပေးတယ်ပေးတာအလကားမဟုတ်ဘူးကြာကျွန်တော်စိတ်နဲ့ရှင်းပြီးတော့ပေးတာဘာကြောင့်လဲဆိုတော့တခါလေကျရင်ဘာဘာဘာဆိုပြီးကောက်ရေးထားလိုက်ဒါပေမဲ့ခုချက်ချင်းအများကြီးမရေးနိုင်သေးဘူးဆိုအဲ့လိုပွိုင်လေးတွေထုတ်တာထုတ်ထားရနေပြီးတော့အဲ့ဒီဥစ္စာကိုပြန်ပြီးတော့ပေါ့နော်ပြန်ဖတ်ပြန်ဖတ်ပြီးလို့ရှိရင်ပြန်ရေးနိုင်လို့ရတယ် တို့ကစိတ်ကူးတွေမပြောက်ဖို့အတွက် notebook ပေးတာပါဗျာဒါချစ်ခင်တဲ့စိတ်နဲ့ပြောတော့ဗျာစိတ်ကူးတွေမပြောက်ဖို့အတွက် notebook လေးတွေပေးတာပါအာတကယ်လို့မျိုးရင်းမှာကြဆိုရင်တော့ကျွန်တော်တို့ကိုယ်တိုင်ပဲ live ပို့ပေးပါမယ်အဲ့တော့ဒါရိုက်မှာရင်တော့ပို့ပေးပါဒါရိုက်မှာရင်ဒါရိုက်ပို့ပေးပါမယ်အဲ့တော့3ည9 995 396 115အဲ့တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ပါခင်ဗျာနံပါတ်1စောက်တော့ဖြစ်ဖို့အမတန်ခက်ပါလေအဲ့လိုပဲဘဝတစ်ခုထူထောင်ဖို့ဆိုရလေအမတန်ခက်ပါလေ ခက်ထားတဲ့အတူဘယ်ဟာပိုခက်သတော့ဆိုရင်တော့ဘဝတစ်ခုခိုင်ခိုင်မာမာတိဆောက်ဖို့ဆိုတာတိတ်ပြီးပိုခက်ပါတယ်။အော်နှစ်ယောက်ပေါင်းမှတဘဝပေါ့နော်။ကျွန်တော်အတွင်ဝဲဆွဲတော့ဆိုရင်ပန်ဆွဲတော့တယောက်နဲ့တယောက် understandability တိတ်အရေးကြီးပါတယ်။တယောက်နဲ့တယောက်နားလည်ပေးနိုင်ဖို့အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လို့ဒီလိုမျိုး15နှစ်ကြာမှကျွန်တော်ဟိုကြွားတာလည်းမဟုတ်ပါဘူး။ဒီတိုက်ခန်းလေးလဲဝယ်နိုင်လဲဘာညာဆိုတော့ဘာဖြစ်လို့တော့ဆိုတော့ကျွန်တော်ကယုံကြည်ချက် တိဆောက်လို့ယုံကြည်မှုမရှိရင်တိဆောက်လို့မရဘူးပြောကျွန်တော်ဒီကမ္ဘာနိုင်ငံတွေရှိပဲဖြစ်ဖြစ်ကိုယ်နိုင်ငံပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်လူဖွဲ့စည်းမှာဖြစ်ဖြစ်ဟိုပေါ့ယုံကြည်မှုမရှိရင်တိဆောက်လို့မရဘူးအဲ့တော့မယုံကြည်ရတဲ့အကြောင်းရင်းကိုကျွန်တော်ရှာလို့ရှိလို့ရှိရင်ငွေကြေးအရှုပ်ရှင်းတယ်လူငွေအရှုပ်ရှင်းအဲ့နှစ်ခုကိုကျွန်တော်တို့ကရှင်းနိုင်လို့ရှိရင်တယောက်နဲ့တယောက်ဘလို့အနေနဲ့ပေါင်းလို့တင်လို့ရပါလိမ့်ကြာအဲ့ဟာနဲ့ဒါဒါဒီအိမ်တော်ရေးကိစ္စအဲ့လိုပဲအမှုပညာပေါ်မှာလဲကျွန်တော်တို့ကယူသားဖို့လိုတော့ ဲ့တော့အမှုပညာပေါ်မှာယူသားဖို့လိုတယ်ဆိုတော့မယူသားဘူးဆိုတဲ့အကြောင်းအရာကိုပြန်ပြီးတော့ကြည့်လိုက်လို့ရှိရင်ဟိုတောင်းပြန်ဆက်လိုက်လို့ရှိရင်မယူသားဘူးဆိုတဲ့ဥစ္စာမမမကန်လောက်တော့ပါပဲအဲ့တော့မမမကန်ဆိုတာကကိုမဟုတ်ဘဲနဲ့ဟုတ်တယ်လို့လို့ဟုတ်ရဲ့တန်းနဲ့မဟုတ်တယ်လို့လို့အဲ့လိုမျိုးပဲနဲ့အရင်တိုင်းမမကန်ကန်လေးချပြနိုင်မှုစူးစမ်းပါတယ်ဆိုတဲ့အကြောင်းအဲ့ဆိုပြောလို့ digital ပဲပြောင်းသွားသွားဒါပေမဲ့ဒီဘက်ကအခုလိုမျိုးဒီစာအုပ်ဒေါက်ခရရတော့ရှိလာနေဦးမှာပဲရှိနေဦးမှာပါပဲဥပမာ ဟယ်ရီပေါ်တာဆိုလို့ရှိရင်ဟိုကဟိုပါလဲနေတပုံအထူနယ်လားအပားနယ်လားယူယူလားဘာလားသူအဆင့်နေပါရင်လည်းတော့တောင်းလျှောက်ရောင်းနေရတာပါပဲအဲ့တော့ဘလောက်ပဲ digital ပဲတွားနေတွားနေဟိုဒီဟာလဲဒါပေမဲ့ဟိုကတော့ပုံမြင်တာပေါ့ဗျာ digital ဆိုတော့ပုံမြင်တာပေါ့ဒီကတော့အေးအေးဆေးဆေးဖြည်းဖြည်းနဲ့ပဲတောင်းလျှောက်သွားတဲ့ခါကျတော့ကျွန်တော်လည်းရေရှည်အတွက်ကိုဒီစာအုပ်လေးတွေဆက်ပြီးတော့ဆုံးနေရောကျွန်တော်ကြိုးစားသွားမယ်ဆိုတဲ့အကြောင်းရယ်ကျွန်တော်တို့ရဲ့ဝတ္ထုလေးတွေကိုဖတ်ကြည့်ပေးပါ ပစုံတရားတည်တည်ထားရခစားရသည်မယ်ဆိုတဲ့ဥစ္စာလေးကိုရေဝံအမခံကျင်ပါလေ။